ဒီရက်ထဲပေါမောက်လောက်ကတာလေးတကြအနေနဲ့ဒီနေ့တော့နှုတ်ပေါမောက်လေးထပ်လုပ်မယ်ပေါ့နော် အရင်ဆုံးနွားနုံနွေးနွေးလေးနေရာမဲ့ထဲပါမယ်။တခြား150 gram နဲ့ yeast 10 gram ပြီးတော့ကျုပ်တစ်လုံးနဲ့ကိုတည်တည်ချာချာလေးရောသမသွားအောင်မွေးသွားပေးလိုက်ပါမယ်ရှင်။ပြီးသွားရင်တော့ထွေထွေသုံးချုံ400 gram ထည့်ပါရဲ။စားကလက်ဖက်စားစုံနဲ့တစ်ဝက်ထည့်ပါမယ်။ပြီးသွားလို့ရှိရင်ရောသမသွားအောင်မွေးပြီးတော့ခုနကဖြော်ထားတဲ့အရည်လေးတွေကိုနည်း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 စီထည့်သွားပေးရမယ်ပေါ့နော်။အဲ့တော့အရည်လေးတွေကိုနည်း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 စီထည့်သွားပြီးတော့ရောသမသွားအောင်တည်တည်ချာချာလေးနှံ့ဆက်သွားအောင်လို့တော့နေပေးပေါ့နော်အရင်ဆုံးအနေနဲ့။အဲ့တော့ပါဝင်ပစ္စည်းတွေအားလုံးရောသမ သွားအောင်နေပြီးွားပြီဆိုလို့ရှိရင်တော့ထောဘက်ကိုဒီမှာထမင်းစားစွန်းတစွန်းလောက်ထည့်လိုက်ပါတယ်ထောဘက်ထည့်ပြီးွားပြီဆိုလို့ရှိရင်တော့မုတ်သားလေးချောမွေသွားပြီးတော့ကျမတို့ဒီ elastic ပုံစံပေါ့နော်ကျုပ်နိုင်ဆန့်နိုင်တဲ့အနေထားပုံစံလောက်ရောက်တဲ့အထိကိုစိမ်ပြေနပြီးနဲ့နေသွားပေးရပါတယ်အခုဆိုလို့ရှိရင်တော့ကျမတို့ဒါဒီမုတ်သားလေးကဆွဲဆန့်လို့ရပါပြီပေါ့နော် elastic ပုံစံလေးဖြစ်သွားပါပြီ အဲ့တော့ကျုံနိုင်ဆန်နိုင်တဲ့အနေထားလောက်ရောက်သွားပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့တနားရီလောက်နှက်ထားလိုက်မယ်ပေါ့နော်။အခုဆိုလို့ရှင်တော့တနားရီပြည့်သွားပြီဆိုတော့ကျွန်တော်တို့ရဲ့ gas လေးတွေကိုလိုက်လေးနဲ့ဖြီးပြီးတော့ထုတ်ပေးလိုက်ပါမယ်ရှင်။ဖူပေါင်းလေးတွေမဖြစ်ဖို့ပေါ့တော့ပေါ့နော်။အဲ့တော့ gas လေးတွေထုတ်ပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့မုတ်သားလေးကိုညီသွားအောင်တစ်ခေါက်ပြန်လုံးမယ်ပေါ့နော်။ပြီးသွားလို့ရှင်တဝက်လောက်ပိုင်လိုက်ပါမယ်ရှင်။အဲ့ကျွန်တော်တို့ note ပေါင်းကိုနှစ်မျိုးလောက်လုပ်ချင်တာနေပေါ့နော်။တဝက်ကိုအလေးပုံစံလေးလုပ်ပြီးတော့တဝက်ကိုတော့ကျွန်မကအဲဘာမို့အလုံးလေးပုံစံလေးလုပ်ချင်နေပေါ့နော်။ တော့အရင်ဥဆုံးပုံသားလေးကိုပြန်ပြီးတော့လုံးပါမယ်ပြီးသွားရင်တဝက်ဝတ်လိုက်ပါမယ်ရှင်။ဒီနေရာမှာတော့မိမိစိတ်ကြိုက်လုံနိုင်ပါတယ်เนาะအလုံးလေးပဲကြိုက်ကြိုက်အလိမ်လေးပဲကြိုက်ကြိုက်။ဒါမှမဟုတ်ဒီမှာပထမတနေ့ကလုထားသလိုမျိုးပေါ့เนาะ။ခုခွေပုံစံလေးပဲကြိုက်ကြိုက်မိမိစိတ်ကြိုက်လုံနိုင်ပါတယ်ရှင်။အဲ့တော့တဝက်စီဝတ်ပြီးတော့ကိုလိုချင်တဲ့အနေထားလောက်လေးတွေပိုင်းပါမယ်။အညီမြလိုချင်တဲ့ဇူကတော့ grand chain ဆက်နဲ့ချိန်နိုင်ပါတယ်ရှင်။ဒီမှာ grand chain ဆက်နဲ့မချိန်တော့ဘူးပေါ့နော်။ ကိုအိမ်မှာစားရဆိုတော့အဆင်ပြေတယ်လို့လေးပဲလုပ်လိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ပိုင်းပြီးွားတဲ့မုတ်သားလေးတွေကိုအရှိလေးတွေဖြောင်းဆွဲဆံပေးပေါ့နော်အဲ့တော့ဒါကမုတ်သားနေတဲ့နေရာမှာအရေးကြီးပါတယ်ကျွန်တော်တို့ elastic ပုံစံမျိုးရှားတဲ့အနေထားလောက်ကိုနေမှာပဲဒီလိုဆွဲဆံလို့အဆင်ပြေမှာပါရှင်အဲ့တော့မုတ်သားလေးတွေကိုဆွဲဆံပြီးွားပြီဆိုရင်တော့ကိုလိုချင်တဲ့အနေထားလေးတွေပုံစံလေးတွေလုပ်ပါမယ်ကျွန်မကတော့အလိမ်ပုံစံလေးတွေလုပ်ချင်တာနဲ့မုတ်သားလေးတွေကိုအရင်ဆုံးအလိမ်ပုံစံလေးလုပ်လိုက်ပါမယ်ရှင် အဲ့တော့ stress ဆန်တဲ့နေရာမှာကိုယ်မှုတ်သားရဲ့ခံနိုင်ရာကိုကြည့်ပြီးတော့ stress ဆန်နိုင်ပါတယ်။အရှိအတူကတော့မိမိစိတ်ကြိုက်ပေါ့နော်။ပြီးပါလို့ရှိရင်တော့ကျွန်မကအဲကျွန်မအလိမ်ပုံစံလေးတွေလိုချင်တာနဲ့ပုံသားလေးတွေကိုလိမ်လိုက်ပါမယ်ရှင်။နောက်ထပ်မုတ်ကလေးတွေကိုလည်းထိုးပြီးလည်းပါမယ်ပေါ့နော်။ပုံစံအတူတိုင်းလေးတွေပဲဒီလိုလေးတွေပဲလိမ်သွားပေးလိုက်ပါမယ်ရှင်။ ကျမဒီနေ့မှာတော့ပုံသားလေးတွေကိုပေါ့နော်တခြားကိုပို့ပြီးတော့ထည့်ထားလိုက်ပါတယ်ချွတ်ချိုလေးစားခြင်းနေပေါ့နော်ကျွန်တော်နွားနုံးနဲ့တို့မစားဘဲနဲ့ဒီတိုင်းစားရင်တော့မှရတာရှိစီရန်အတွက်တခြားလေးကိုဒီနေ့မှာတော့ပို့ပြီးတော့သုံးလိုက်တာဖြစ်ပါတယ်ရှင်အဲပထမနေ့ကကျွန်မ Q ခွေလုပ်တဲ့နေ့ကတော့တခြားလေးကို short သုံးတာပေါ့နော်အဲ့တော့တခြားမဟုတ်ကအချိုးထက်လေးသိမ့်မရှိဘူးပေါ့နော်အဲ့တော့ဒီနေ့ကိုတော့တခြားလေးကိုပို့သုံးလိုက်ပါရရှင်အဲ့တော့ဒီနေ့မှာတခြားကိုပို့သုံးတာ short သုံးတာကတော့မိမိစိတ်ကြိုက်ပါရှင် အဲ့တော့မော်ကလေးတွေကိုကိုယ်စိတ်ကြိုက်ပုံစံလေးတွေရဲ့အကောင်လုံးလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပထမတနေ့အတိုင်းပဲပေါ့နော်။ကျုပ်အနှစ်တစ်လုံးထဲကိုကျွန်တော်တို့နွားနို့နွားနို့လေးပေါ့နော်နွားနို့ကိုဒမစားစောနှစ်ဆွန်းလောက်ထည့်ပြီးဖြောထားလိုက်ပါတယ်။အဲ့ဒါလေးကိုပဲတုပ်လိုက်ပါမယ်ရှင်။ဒီလိုလေးတုတ်တဲ့ခါကျလို့ရှိရင်ကျွန်တော်အယောင်လှလှလေးဖြစ်တာပေါ့နော်။ဗမုတ်သားလေးအယောင်လေးလာပြီးတော့စားခြင်းစပွဲဖြစ်တာပေါ့ရှင်။ အဲ့ဒီလိုတုတ်ကူအတွက်ကပထမတနေ့ကကျွန်မလှုပ်ထားတဲ့အတိုင်းပါပဲကျဲဝင်နှစ်တလုံးနဲ့နွားလို့ထမင်းစားစုံနှစ်စုံသုံးမဟုတ်အဲဟင်းခတ်တဲ့စုံခွက်နဲ့ပေါ့နော်နှစ်စုံစားလောက်ထည့်ပြီးဖြော်လို့ရပါတယ်ရှင်မဟုတ်ဖို့တာကတော့180 degree celsius နဲ့ကျွန်မတို့25မိနစ်လောက်ဖုတ်လိုက်ပါတယ်ရှင် ်ပုံသားလေးတွေကလေးဖုံးတက်ပြီးတော့ချက်စရာလေးတွေနော်ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်အမုတ်အလေးလေးတွေကတော့ရသွားပါပြီရှင်ဒါအပေါ်ကနေပြီးတော့ကျွန်တော် note book ကလေးကိုအလှဆင်လိုက်တာပါရှင်အလှဆင်ပြီးဖြူလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မုတ်သားတစ်ဝက်ကိုလည်းကျွန်တော်ထပ်ပြီးတော့အနေငယ်လောက်နေပြီးတော့လကိုလိုတဲ့အနေထားလေးတွေပိုင်းလိုက်ပါမယ်ရှင်ဒီနေရာမှာပါမုတ်အလုံးအကြီးသေးရတော့မိမိစိတ်ကြိုက်ပါနော်မိမိစိတ်ကြိုက်အလုံးအကြီးသေးကိုလုံနိုင်ပါတယ်ရှင် ကျွန်တော်တို့ဒီပီဇာဆိတ်ကလေးဆိတ်ပြီးွားပြီဆိုလို့ရှိရင်เนาะအပေါ်ကနေအောက်ကိုဆွဲဆွဲချပြီးတော့ပေါ့เนาะလုံသွားပေးရပါမယ်ရှင်။ဒါမှပါမို့သားလေးရအပေါ်ပိုင်းမှာလုံလုံတင်းတင်းလေးနေပေါ့เนาะချီပြီးတော့လှနေပါပါရှင်။အဲကျွန်တော်တို့စိတ်ထားတာလေးတွေကိုပေါမုတ်လုံးလေးတွေဖြစ်လုံပြီးွားပြီဆိုလို့ရှိရင်เนาะ ပါမဖုံမပန်းနဲ့မှာကျမတို့အောက်ကနေဘေကင်းပေပါကိုခံနေပေါ့နော်ဘေကင်းပေပါခံပြီးတော့မှအပေါ်ကနေပါမုံလုံးလေးတွေကိုတင်ပါမယ်ပြီးသွားလို့ရှိရင်အဝက်ရှ်လေးကျမတို့တုပ်ပြီးလိုက်ပါမယ်ရှင်ကျမပေါမုတ်သားလေးတွေမုတ်သားလေးတွေကတော့မညီမညာလေးတွေဖြစ်တယ်ပေါ့နော်ကျမ grand chain နဲ့စက်နဲ့လည်းမချိန်ဘူးကျမအတိအကျလည်းတိကျမစိတ်ထားပါဘူးရှင်အဲ့တော့ဒီနေရာမှာကတော့မိမိစိတ်ချပါနော်ကျမအဆင်ပြေတယ်လို့လေးပဲလုံလိုက်ပါရှင်ကိုအင်စာဖြစ်တဲ့အတွက်ခါကျတော့လေအဲ့တော့ပါမုံလုံးလေးဖုတ်ထားတဲ့အချိန်မှာကျမကအနှစ်ရေလေးလှုပ်ချင်တာနဲ့ပေါ့နော် နွားနို့တဲ့ကိုကျမနို့စီလေးထမင်းစားစောနှစွမ်းစားလောက်ထည့်ပြီးတော့ဖြောလိုက်ပါတယ်ဒီနေရာမှာနွားနို့မသုံးဘဲနဲ့နို့စိမ့်သုံးလိုက်ရတယ်ပေါ့နော်နို့စိမ့်နဲ့နို့စီလေးဖြောပြီးတော့နို့မုံလေးပါထည့်ဖြောပြီးတော့ပေါ့နော်အနှစ်နည်းနဲ့အသုံးပြုနိုင်ပါတယ်ရှင်အနှစ်တော့မဖြစ်ဘူးပေါ့နော်ကျမကတော့အရေးကျဲလေးဖြောထားပါဗျ။ဒီညမှာအနှစ်ကလေးကြိုက်တဲ့သူဆိုရင်နွားနို့ပြစ်ပြစ်ကလေးနဲ့ဖြောလဲအဆင်ပြေတယ်ပေါ့နော်။ နိုးမုတ်လေးထည့်သုံးရင်လည်းဖြစ်ဖြစ်လေးရပါရဲ့ရှင်။ကျွန်မဒီအရေးလေးတွေကိုကျွန်မပါမုတ်သားလေးတွေကိုထည့်ပြီးတော့စိန်ပြီးတော့စားခြင်းနဲ့အတွက်ကျွန်မဒီလိုလေးဖြော်လိုက်တာပေါ့နော်။အဲတော့ပါမုတ်ကလေးတွေလည်းအကုန်လုံးရသွားပြီဆိုရင်တော့ဒီထဲကိုကျွန်မကခုနကဖြော်ထားတဲ့အရေးလေးတွေကိုထည့်ပြီးတော့စိန်ထားလိုက်ပါမယ်ရှင်။ပါမုတ်သားလေးတဲ့ကိုကျွန်တော်တို့ဒီ note အရေးလေးတွေပေါ့နော်ဝင်သွားပြီးတော့ပို့ပြီးတော့အရသာရှိရှိစားလို့ရစီရန်တော့ပါရှင် အဲ့တော့ကျမတို့ဖြောထားတဲ့ရည်လေးတွေကိုဒီပန်းလေးထဲဥပေါ့နော်ထည့်ပြီးတော့မုတ်လေးတွေကိုစိမ့်ထားလိုက်ပါမယ်ရှင်ဒီနေရာမှာကတော့ကိုစိတ်ကြိုက်ပါနော်မကြိုက်လို့ရှိလို့ရှင်ဒီတိုင်းပါမုတ်သားကြီးပဲစားရင်လည်းအရသာအရန်ကိုမှရှိပါတယ်ရှင်ပါမုတ်တာအရသာရှိစီဖို့အတွက်ကမုံနေတဲ့ဒီခါမှာပို့ပြီးအရေးကြီးတယ်ပေါ့နော်အပေါ်ကနေပြီးတော့ကျမကနူမုံလေးတွေကိုထပ်ဖြူလိုက်ပါမယ်ရှင် ခုဆိုရင်တော့အယံကိုမဆာလို့ကောင်းပြီးတော့နှို့လေးပေါ့နော်နှစ်နေပြီးတော့ပေါ့နော်အယံကိုမဆာလို့ကောင်းတယ်ပါမုံလေးရရရသွားပါပြီရှင်ကျမရဲ့ဗီဒီယိုလေးတွေကိုစုံပြီးကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးတွေကအလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်ရှင်အားလုံးပဲ bye bye